ငါမနေ့တွေညတွေရက်တွေနှစ်တွေလတွေကုန်းလာခဲ့တာဘာတွေနဲ့ငါကုန်းနေတာလဲတနေ့တာအချိန်တစ်ခုကုန်းဆုံးသွားတာငါမဘာနဲ့ကုန်းဆုံးတာလဲတန်ဖိုးမရှိတဲ့အရာတွေလောက်ကင်ပြီးတော့ကုန်းဆုံးတာလားကုသိုလ်စိတ်နဲ့ကုန်းဆုံးတာလားသို့မဟုတ်အကုသိုလ်စိတ်တွေနဲ့ကုန်းဆုံးသွားတာလားတနေ့ပြီးတနေ့ငါဟာအသက်ကြီးလာပြီကြီးလာတဲ့အခါမှာဒီတန်တရာကဒီ တဏှာရဲ့ဒုက္ခတွေဆိုတာအမှန်တမ်းကြီးတယ်။ဒါကြောင့်မို့လို့ငါကောင်းတာတွေလုပ်ဖို့လိုအပ်တယ်လို့ကိုယ့်ကိုတတိထားပြီးတော့ဆင်ញင်သုံးသက်တတ်ဖို့လိုအပ်တယ်။ဆင်ញင်သုံးသက်ပြီးတော့ကိုယ့်ကိုပြင်ရမကောင်းသေးရင်ကောင်းအောင်ပြင်မယ်။ကုသိုလ်ဘက်ကအားနေနေတဲ့ကုသိုလ်တွေများများလုပ်ဖို့ပြင်ရမယ်။အဲ့ဒါလို့ကိုယ့်ကိုဘဝကိုပြုပြင်ရမယ်ဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမတရားပဲဖြစ်တယ်။